ားလုံးပဲမင်္ဂလာပါမချင်းမင်းကပြန်လဲကြိုဆိုလိုက်ပါရင်မချင်းမင်းပြည်သက်များအတွက်ဒီကနေ့ရွေးချယ်ထားတဲ့ animation လေးကတော့ Hotel Transylvania 3 Summer Vacation 2018ရုပ်ရှင်လေးပဲဖြစ်ပါတယ်ကဲစင်သိဖြစ်ပြီးဆိုရင်တော့ကျွန်တော်ရဲ့ recap လေးကိုစတင်လိုက်ကြရအောင်ပါကျွန်တော်ကတော့ထုံးစံတိုင်း season 10ဆက်သူဆက်ပဲဖြစ်ပါတယ် 1898ခုနှစ် Transylvania ပြည်နယ်မှာတော့ယထာပေါ်ကယထာဆောင်ခါလက်မှတ်တွေကိုလိုက်စစ်ရင်းနဲ့ခြုံပေါ်ဝါနဲ့ခြုံထားကြတဲ့လူတစုစီကနေလက်မှတ်ယူစစ်လိုက်ပိုင်သူမတိလိုက်တာကတော့အဲ့ဒီလူတစုကလူတွေမဟုတ်ပဲနဲ့မကောင်းဆိုးဝါးတွေဖြစ်ပြီးတော့အရှိမထိုင်နေကြတဲ့ကလေးလေးကသူတို့ကိုမြင်သွားခဲ့ပါ යි အဲ့ဒါကြောင့်အဖွဲတွေကသွေးဆိုးဖို့ကောင်ကကလေးကိုစိတ်ညှို့လိုက်ပြီးတော့ ကလေးလေးကသူတို့ကိုကြောင်လေးတွေလိုပဲမြင်သွားခဲ့ပါ යි သူတို့စစ်အေးသွားတဲ့ချိန်မှာပဲအိဗရာဟမ်ဖန်ဟင်ဆင်းဆိုတဲ့လူကြီးကသူတို့ရဲ့လက်နက်ကြီးနဲ့ရထားလေးကိုဝင်လာခဲ့ပြီးတော့သူကတော့မကောင်းဆိုးဝါးတွေကိုတတ်နိုင်တယ်လို့ပြောလိုက်ပါ යි မွန်စတာတစုကတော့စက်ပုံးနေလိုက်ပြင်မယ်လို့အိဗရာဟမ်ကတော့သူတို့ရဲ့ရှေ့ကိုမိကျဆန်တဲ့ကိုမိထွန်းပြလိုက်တာကြောင့်မွန်စတာတွေကတကောင်ကကြောက်ပြီးတော့ထွက်ပြေးသွားခဲ့ပါ යි ကျန်တဲ့သူတွေအားလုံးကလည်းထွက်ပြေးလိုက်ကြပြီးတော့အိဗရာဟမ်ကတော့သူတို့နောက်ကိုသူ့ရဲ့လက်နက်ကြီးနဲ့ကိုလိုက်ပစ်လိုက်ပါ යි မွန်စတာတွေအလုံးကားရဲ့ယထာမိုးပေါ်ကိုတက်ပြေးလိုက်ကြပြီးတော့သူတို့ရဲ့လွတ်လန်းမရှိတာကိုသိတဲ့အတွက်တေးဆိုးဖုတ်ကောင်ကကြံခဲ့တဲ့သူတွေအလုံးကိုလွတ်အောင်လို့ယထာပေါ်ကတွန်းချလိုက်ပိုင်းသူကတော့အိဗရာဟန်လာတဲ့အထစ်ကိုစောင့်နေပြီးတော့သူရောက်လာတဲ့အခါမှာတော့လှန်ကောင်းသားကိုရောက်ခံနေတဲ့အတွက်တေးဆိုးဖုတ်ကောင်ကလင်းတို့လေးပုံစံကိုပြောင်းလိုက်ပိုင်းအဲ့ဒါကြောင့်အိဗရာဟန်ကတော့လှန်ကောင်းနဲ့ကိုတိုက်မိပြီးတော့အောက်ကျသွားခဲ့ပိုင်း အဲ့ဒီနောက်မှာတော့ယူနိတက်တိပ္ပံပညာရှင်ကသူ့ကိုအချင်းချင်းကိုဖမ်းဖို့ကိုစူးစမ်းခဲ့ပြီးတော့တွေးဆဖို့ကောင်ကတော့ဝင်းဘလီရီပုံစံတခြားသောတရဝါပုံစံတွေကိုပြောင်းပြီးတော့ထွက်ပြေးခဲ့ပါတယ်။အိဗရာဟန်ကတော့သူ့ကိုအချင်းချင်းကိုဖမ်းဖို့စူးစမ်းခဲ့ပေမဲ့လို့အချင်းချင်းကိုရှုံနေခဲ့ရပါတယ်။မင်္ဂလာပွဲခမ်းမရင်းမှာတော့ဆူရီနဲ့မွန်စတာရဲ့မင်္ဂလာပွဲဖြစ်နေပြီးတော့အာလုံကသူတို့သမီးကိုစောင့်နေခဲ့ကြပါတယ်။သူတို့သမီးကတော့အဝတ်လဲကန်းထဲမှာအရန်ကိုမှဆိတ်လို့ရှားနေတဲ့အတွက်ကိုကြာနေတာပဲဖြစ်ပါတယ်။ သူကတော့ငိုလိုက်ပြီးတော့သူ့ရဲ့ဆူးတွေအလုံးကလွင်ထွက်ပြီးတော့အနာကအရာတွေစီကိုထိမိသွားခဲ့ပါတယ်။တွေးဆုပ်ဖောက်ကောင်ရဲ့သမီးဖြစ်တဲ့မီဖစ်ကတော့သူ့ကိုနှစ်တဲ့ပေးလိုက်တာကြောင့်သူ့တို့သမီးကလည်းဆက်ရော့သွားခဲ့ပြီးတော့မီဖစ်ကိုဖတ်လိုက်ကြပါတယ်။အဲ့ဒါကြောင့်ပဲသူတို့သမီးကခမ်းမရဲကိုဝင်လာပြီးတော့မင်္ဂလာပွဲတွေကိုလက်ခံလိုက်ပါတယ်။တွေးဆိုဖို့ကောင်ရဲ့မြေဖြစ်တဲ့ဒန်နစ်ကသူ့ရဲ့တငယ်ချင်းဝင်နေတဲ့တူတူအေယာမခွေးကြီးကိုစီပြီးတော့မင်္ဂလာခမ်းမရဲကိုဝင်လာခဲ့ပါတယ်။ တို့ကြောင့်မင်္ဂလာခမ်းမကြီးကပျက်စီးသွားခဲ့ပြီးတော့သွေးဆုပ်ဖုတ်ကောင်ကအပြစ်ပေးတဲ့အနေနဲ့ခွေးကိုချုပ်ထားလိုက်ပါ යි အဲဒီနောက်မှာတော့ကောက်ပွဲကိုစားလိုက်ပြီးတော့စုံတဲ့တွေအားလုံးကတော့ကောက်ပွဲမှာကနေကြပါ යි အရာကိုကြည့်နေတဲ့သွေးဆုပ်ဖုတ်ကောင်ကသူ့မှာအတွေ့မရှိတဲ့အတွက်ကိုအထီးကျန်လာခဲ့ပါ යි အဲဒီအချိန်မှာပဲပွဲတဲ့ကိုမိမလလေးတယောက်ကဝင်လာခဲ့တဲ့အတွက်သွေးဆုပ်ဖုတ်ကောင်ကလည်းသဘောကျသွားခဲ့ပြီးတော့သူနဲ့တူတူတွဲကားဖို့ကိုခေါ်လိုက်ပါ යි ဒါပေမဲ့လို့အဲ့ဒီမိန်းကလေးက Frankenstein ရဲ့တဝံခွဲဖြစ်နေတာကြောင့်လက်တစ်ဖက်ကအကြီးကြီးဖြစ်နေတာကိုတွေ့လိုက်ရပါ යි ဒရက်ကူလာကလည်းလန်သွားခဲ့ပြီးတော့မကကျင်တော့ပေမဲ့လို့ကောင်မလေးကလည်းသူနဲ့အတင်းကုန်မှာကနေခဲ့ပါ යි အဲဒါကြောင့်ဒရက်ကူလာကတော့ကောင်မလေးကိုအာယုံလွှဲဖို့ကိုသူကြိုက်လောက်တဲ့တခြင်းကိုဖွင့်ပြီးတော့အဲ့ဒီနေရာကနေကိုထွက်သွားခဲ့ပါ යි အရင်နောက်မှာပဲဒရက်ကူလာကသူ့ရဲ့ဖုန်းထဲကရေးစားရှာတဲ့ application တွေကနေကောင်မလေးတွေကိုလိုက်ရှာနေခဲ့ပါ යි ဒါပေမဲ့လို့သူပြောတဲ့စကားတွေကိုဖုန်းကနားမလည်တာကြောင့်ဘာမှကိုမှလုံးမရဘူးဖြစ်နေခဲ့ပါ යි အဲ့ဒီအချိန်မှာပဲသူ့ရဲ့တမီမေဖစ်ကဝင်လာခဲ့တဲ့အတွက်ဒရကူလာကတော့ဖုန်းကိုဖွက်လိုက်ပြီးတော့မေဖစ်ကသူ့ကိုဘာလို့နေရလဲဆိုပြီးတော့မေးတဲ့အခါမှာဘာမှမလုပ်ဘူးလို့တာညာလိုက်ပါတယ်။ မေဖေကတော့ TV ကြည့်နေရင်အပျော်ခီးကြော်ညာတစ်ခုကိုတွေ့တဲ့အတွက်အကြံရသွားခဲ့ပါတယ်။လေရင်မြေအူကြီးထဲမှာတော့မင်းစာလေးတွေကအထင်းမှရှိသမျှအရာတွေအလုံးကိုဖျက်ဆီးနေပြီးတော့ခီးတဲ့တွေကိုခပတ်ပြုတ်ဖို့ကိုပြောလိုက်တာကြောင့်သူတို့ပြောတဲ့အတိုင်းကိုလုံမိလိုက်တဲ့ခီးတဲ့တယောက်ကတော့အပေါ်ကိုလွန်းထွက်သွားခဲ့ပါတယ်။မင်းစာလေးတွေကတော့ခီးတဲ့တွေကိုမုတ်တွေကိုပြစ်ပေးလိုက်ပြီးတော့ခီးတဲ့တချို့ကိုထိခိုက်မိပေမဲ့လည်းဂယူးမဆိုင်ပဲနဲ့သူတို့လို့ဆရာရှိတာကိုဆက်လုံနေခဲ့ပါတယ်။ဒရဂူလာနဲ့မေဖေတို့ကတော့သူတို့ဖိုးနဲ့ကိုစကားများနေကြပြီးတော့မေဖေကသူ့ရဲ့ဖေကိုအရန်ကုန်မှာဆိတ်လို့ရှာတော့အောင်လို့ဆာပရိုက်လုပ်ပေးချင်တာပဲဖြစ်ပါတယ်။ မေဖေကတော့ဒရက်ရဲ့ခေါင်းအောက်ကခလုတ်ကိုနှိမ့်လိုက်တဲ့အတွက်ကိုအပန်းဖြစ်တဲ့စနစ်ကစတင်ပြီးတော့ဒရက်ကလည်းကြိုက်သွားခဲ့ပါတယ်။ဒန်နစ်ကတော့အင်တာသွားခြင်းအောင်ဆောင်ပြီးတော့အနောက်မှာသူ့ဖက်ထားတဲ့ခွေကိုတွားကြည့်လိုက်ပါတယ်။တချိန်တည်းမှာပဲမင်းစာတွေကလေရင်ကိုညင်ညင်တသာလေးကိုဆင်ဖို့အတွက်လေရင်ကအရာအလုံးကိုဖျက်ဆီးလိုက်ပြီးတော့လေရင်ကရေမြေပေါ်ကိုထိုးဆင်းကြသွားခဲ့ပါတယ်။လေရင်မောင်းတဲ့သူတွေကတော့ကော်ဖီအေးအေးဆေးဆေးတောက်နေပြီးတော့အဲ့ဒါကိုဂရုတော်မှမဆိုင်ပါဘူး။လရင်ကပင်လေပေါ်ကိုကြာသွားခဲ့ပြီးတော့အဲဒီကနေတွင်းပေါက်ကြီးတွေကတင်မော့ပြက်တွေအများကြီးကိုပုံထားတဲ့ဘာမြူရာတရိကန်တွေကိုတွာလိုက်ပါရင် ။လရင်ကတော့ပါမူရာတရိကန်တွေကအဲ့ဒီနေရာရဲ့ဝင်ပေါက်ကိုရောက်သွားခဲ့ပြီးတော့ခီးတဲ့တွေကိုဆင်ခံလိုက်ပါရင်ဝင်ပေါက်ကိုရောက်သွားတဲ့အခါမှာတော့အဲ့ဂျုံငါးကြီးကခီးတဲ့တွေအားလုံးကိုတင်းမော့ပေါ်မှာအပန်းဖြေဖို့ကိုကြိုးဆိုလိုက်ပါရင်မေဖေးကတော့ဒရက်ကသူ့ရဲ့မိတေးသွားပြီးကတဲ့ကိုကတခါမှကိုခီးမထွက်ခဲ့တဲ့အတွက်ကိုဒီအပန်းဖြေခီးကိုလက်ဆောင်အနေနဲ့ကိုပေးရလို့ပါပြောလိုက်ပါရင်တင်းမော့ပေါ်မှာတော့ထူးဆန်းတဲ့တရဝါတွေဖြစ်တဲ့စုံမတွေကလေးတွေအများကြီးနဲ့ ဝင်မလီရီစားတဲ့တော်ဝါရီအများကြီးကိုမှပါလာခဲ့ပါရင်ဒန်နီကတော့သူ့ရဲ့အရာမှခွေးကြီးကိုစုံတော့ပုံစံအဝေးစားတွေဝတ်ပေးလိုက်ပါရင်သူကတော့အကောင်အရန်ကိုမှကြီးနေပေမဲ့လည်းတင်မောအဆောင်ကတော့ခွေးကြီးကိုအိမ်မွေးတိရိစ္ဆာန်မှန်းကိုမတိတဲ့အတွက်ကိုဝင်ခွင့်ပြုလိုက်ပါရင်တင်မောပေါ်မှာတော့ရေကူးကန်ကြီးတွေစားစရာတွေနဲ့စပါပါရှိနေပြီးတော့ပျော်စရာကောင်းပေမဲ့လည်းဒရက်ကတော့အရာကသူ့ရဲ့ဟိုတယ်နဲ့တူနေတဲ့အတွက်ကိုတိတ်ပျော်စရာမကောင်းဘူးဆိုပြီးတော့ဖြစ်နေခဲ့ပါရင် မိမန်တွေဖောက်နေတဲ့အချိန်မှာပဲတင်မောကကပတိန်ဆိုတဲ့မိမတယောက်ကကျိုးနဲ့သူ့ကိုသူလှည့်ပြီးတော့အားလုံးကိုမိတ်ဆက်လိုက်ပါတယ်။ဒရက်ကတော့ကပတိန်အရစ်ကကိုမြင်မြင်ချင်းပဲခြေသွားခဲ့ပါတယ်။သူ့အဖေရဲ့ပုံစံထိုးဆန်းနေတာကိုမေဖစ်ကလည်းတတိထားမိသွားခဲ့ပြီးတော့သူ့ရဲ့တငယ်ချင်းတွေကတော့အဲ့ဒါအရစ်ကဖြစ်မယ်ဆိုပြီးတော့ပြောလိုက်ကြပါတယ်။အရစ်ကကတော့မွန်စတာတွေကြားထဲကလမ်းလျှောက်လိုက်ပြီးတော့သူ့ကိုပန်းဖြစ်ခီးရဲ့နောက်ဆုံးဥတီယာကတော့အတလန်တိတ်ဆိုတဲ့ပြောင်းဆုံးနေတဲ့မြို့တော်လို့ပြောပြလိုက်ပါတယ်။အမေရိကကတော့ဒရနာကိုရှောက်လာတဲ့အခါမှာတော့ဒရက်ကအရန်ကိုမှဆိတ်လို့ရှားနေပြီးတော့တောင်စင်ရင်မရတဲ့စကားတွေကိုရှောက်ပြောကုန်ကြပါတယ်။ အဲ့ဒါကြောင့် Frankenstein ကလည်း drug ကို Timoret ကိုခေါ်သွားခဲ့ပြီးတော့အားလုံးကတော့ drug ကို champagne တွေနဲ့ကိုဝိုက်ပြီးတော့ပတ်လိုက်ကြပါ යි အဲ့ဒီတော့မှ drug ကလည်းပြန်လည်တတိဝင်လာခဲ့ပြီးတော့ Captain Erica ကိုသူမြင်မြင်ချင်းကိုမှချင်းမိသွားပြီဆိုပြီးတော့ပြောလိုက်တဲ့အတွက်အားလုံးကလည်းအံ့ဩကုန်ကြပါ යි Timoret ရဲ့နောက်တစ်ဖက်မှာကတော့တမန်ဝင်ပလေရဲ့စုံတွဲတွေက သူတို့ကလေးတအုပ်ကြီးကိုကလေးထင်းကစားကွင်းထဲကိုလှုပ်ပေးလိုက်တာကြောင့်ကစားကွင်းတစ်ခုလုံးကလည်းရှုပ်ရှက်ခဲ့ပြီးတော့အလုသမားတွေကလည်းအလုရှုပ်ကုန်ကြပါတယ်။အေရီကာကတင်းမော့ပေါ်မှာရှောက်သွားနေပြီးတော့စားတောက်ခန်းမှာရှိတဲ့အေယာမနဂါတို့လိုတခြားသောမွန်စတာတွေကိုနှုတ်ဆက်လိုက်ပါတယ်။ပြီးတော့သူကလှုပ်ဝက်အပေါက်တစ်ခုကနေကိုလှုပ်ဝက်ခန်းထဲကိုဝင်သွားခဲ့ပြီးတော့လှုပ်ဝက်ခန်းထဲမှာရှိတဲ့သူ့ရဲ့ဖိုးအီဘရာဟန်နဲ့ကိုမှတွေ့လိုက်ပါတယ်။အီဘရာဟန်ကတော့ဒီကိုယ်လုံးဆက်တွေနဲ့ကိုတတ်ထားတာဖြစ်ပြီးတော့အေရီကာကတော့သူ့ရဲ့ဖိုးကိုတွေ့တာနဲ့သူ့မွန်စတာတွေကိုအရန်ကိုမှမုံကြောင်းနဲ့အဲ့ဒီမွန်စတာတွေမှာမှဒရကူလာကိုပို့ပြီးတော့မုံနေဆိုတာကိုပြပြလိုက်ပါတယ်။ အီဘရာဟန်ကတော့သူ့မျိုးရိုးအဆက်ဆက်ဒရကူလာကိုဖမ်းခဲ့ပေမဲ့လို့အမြဲတမ်းကိုမှရှုံးနေခဲ့တာကြောင့်ဒရကူလာကိုနိုင်ဖို့နေလန့်ရှာရင်းနဲ့ဒရကူလာနဲ့သူ့ရဲ့မိသားစုတွေကိုပါနှိမ်နှင်းနိုင်မယ်မှော်ပစ္စည်းတစ်ခုရှိတာကိုသိသွားခဲ့ပါပြီ။အီဘရာဟန်ကတော့အဲ့ဒီပစ္စည်းကိုမယူနိုင်ပေမဲ့လည်းအဲ့ဒါကအတ္တလန်တစ်မှာရှိတယ်ဆိုတာကိုသိသွားခဲ့ပါပြီ။အဲ့ဒါကြောင့်သူကအခုလိုမျိုးမွန်စတာတွေကိုအတ္တလန်တစ်စီကိုခေါ်သွားခဲ့ပြီးတော့အဲ့ဒီကမှော်ပစ္စည်းနဲ့အားလုံးကိုဖျက်ဆီးပစ်ဖို့ကိုကြံစည်နေတာပဲဖြစ်ပါပြီ။ ဒါပေမဲ့လို့သူကအဲ့ဒီကိုရောက်ရင်မှောက်ပစ္စည်းကိုလိုက်ရှာရအောင်မှဖြစ်တာကြောင့်သူ့ရဲ့ agency အောင်မြင်အောင်လို့သူ့ရဲ့မျိုးကို monster တွေကိုတချာလေးကိုအာယုံလွှဲထားဖို့ကိုခံလိုက်ပါတယ်။ drag ကတော့တင်မော့ပေါ်မှာကနေခဲ့ပြီးတော့သူ့ကိုချောင်းကြည့်နေတဲ့ area ကက drag ကိုမိတဲ့နဲ့နဲ့ကိုပြစ်လိုက်ပါတယ်။ ဒါပေမဲ့လို့ဒရန်နာမှာဂျယ်လီမွန်စတာတကောင်ရောက်လာတဲ့အတွက်ကိုမိကဂျယ်လီတဲကိုဝင်သွားခဲ့ပြီးတော့ဂျယ်လီမွန်စတာကလည်းပောက်ကွယ်သွားခဲ့ပါတယ်။ဒါပေမဲ့လို့သူကမြေမြေပေါ်ကိုပြန်ကျလာတဲ့ခါမှာပဲသူ့ရဲ့ဂျယ်လီပိုင်းတွေကိုပြန်ဆုတ်ပြီးတော့ပုံမှန်တိုင်းကိုကနေခဲ့ပါတယ်။အမေရိကကတော့လေကြီးတစ်စင်းကိုဒရပ်ပေါ်ကိုပြစ်ချပေးမယ်လို့ဒရပ်ကိုမထိပဲနဲ့ဂျယ်လီမွန်စတာတွေကိုပဲထပ်ပြီးတော့ထိသွားခဲ့ပါတယ်။နောက်ထပ်တစ်ချိန်ပစ္စည်းလေးတွေကိုထည့်ထားတဲ့တစ်တာကြီးကိုပြစ်ချလိုက်ပေးမယ်လို့ဂျယ်လီမွန်စတာတွေကိုပဲထပ်ထိမိပြီးတော့ဂျယ်လီမွန်စတာကရေအောက်ကိုပြုတ်ကျသွားခဲ့ပါတယ်။ ဒါပေမဲ့လို့ရေတဲကတင်မော့တလက်ကသူတို့ကိုထိသွားတဲ့အတွက်ကိုဂျယ်လီတင်မော့ကတင်မော့ဘော်ကိုပြန်ရောက်ပြီးတော့ဒရက်ကိုသူ့ရဲ့ကိုယ်ထဲကိုထည့်လိုက်မိပါတယ်။ဒရက်ကတော့အရာတွေကိုဂရုမစိုက်ပဲနဲ့ကာမြဲတမ်းကိုကနေခဲ့ပြီးတော့သူ့ရဲ့တငယ်ချင်းတွေကကပလင်လာနေတယ်လို့ပြောတာကြောင့်ခေါအောက်ထဲကိုဝေပုံလိုက်ပါတယ်။အဲဒီအချိန်မှာပဲမေဗစ်ကရောက်လာတာကြောင့်သူတို့စကားပြောတာရပ်သွားခဲ့ပြီးတော့မေဗစ်ကအားလုံးကိုမွန်စတာဘောလုံးကစားချဖို့ကိုပြောလိုက်ပါတယ်။ မော်ရီကတော့ဂိမ်းစားတဲ့အနေနဲ့ဘောလုံးကိုအရင်ကိုရိုက်လိုက်ပြီးတော့ကြံခဲ့တဲ့သူတွေကလည်းဘောလုံးမကျအောင်လို့ရိုက်ကြပါရင်ဖရန်ကင်စတန်အလှည့်မှာတော့ဘောလုံးရိုက်တာဘောလုံးမှာမိတောက်တွေပါပါသွားခဲ့ပါရင်ဂျွဲကတော့ဘောလုံးကိုဖမ်းဖို့အဆင်သင့်ပြင်လိုက်ပေမဲ့အဲရီကာရဲ့စကားပြောဖို့မိုက်ဖွင့်တဲ့အတန်ကိုကြားလိုက်ရတာကြောင့်အာယွန်လွှဲသွားခဲ့ပြီးတော့ဘောလုံးကသူ့ရဲ့မျက်နှာပေါ်ကျသွားခဲ့ပါရင် အမေရိကကတော့သူတို့ကအခုရေရောက်ထဲကမီးတောင်စီကိုရောက်ပြီဖြစ်တဲ့အတွက်ခီးတဲ့တွေကိုရေရောက်ထဲကိုဆင်ပြီးတော့မီးတောင်ကိုတွားကြည့်ကြဖို့ကိုပြောလိုက်ပါတယ်။အလုံးကားရဲ့ခြေထဲကိုဒိုင်မင်ကိုဆင်းထိုးလိုက်ကြပြီးတော့မီးတောင်ကိုတွားကြည့်လိုက်ကြပါတယ်။အမေရိကကတော့မွန်စတာရီနောက်ကိုသူတို့တတိမထားမိအောင်လိုလိုက်ကြည့်ဖို့အတွက်ကိုငါးပုံစံရင်ကုန်တင်းပေါ်နဲ့ကိုတွားလိုက်ပါတယ်။အလုံးကားရဲ့ခြေရောက်မှလိုက်ကြည့်ရင်လည်းပျော်နေကြတော့မှပဲမေဖီကဝေလံငါးကိုစီးလိုက်ပြီးတော့ဝေလံငါးမိမှဆွဲလိုက်လာတဲ့ဂျွန်ကိုရေရောက်ထဲကိုဆွဲခေါ်သွားခဲ့ပါတယ်။ အမေရိကကတော့၅ပုံစံရင်းကုန်တင်ပေါ်နဲ့ဒရက်တိုမီတာစုကို၆ကြည့်နေရင်လည်းဒရက်တိုမီတာစုရဲ့ပျော်စရာပုံစံလေးတွေကိုတွေ့ရတာကြောင့်ခဏတာကြည့်လို့မိသွားခဲ့ပါရင် ဒါပေမဲ့လို့သူကတတိကိုပြောင်းဝင်လာခဲ့ပြီးတော့တစ်သားဒုတ်ချံတွေနဲ့ drug ကိုပြစ်လိုက်ပါတယ်။ drug ကတော့ငလေးချောက်ကိုစီးနေရင်းနဲ့သူတော်မှမတိလိုက်ပဲနဲ့ဒုတ်ချံတွေကိုရှောင်လိုက်မိပါတယ်။အဲ့ဒီအချိန်မှာပဲ Erica ရဲ့ငါးပုံစံရင်ကုန်တင်မောနဲ့တူတဲ့ငါးလေးတွေက Erica ကိုသူတို့မိထင်ပြီးတော့အုပ်စုလိုက်အကြီးနာကိုရလာခဲ့ကြပါတယ်။အဲ့ဒါကြောင့် drug dometer စုကလည်းတင်မောကိုတတိထားမိသွားခဲ့ပြီးတော့အဲ့ဒါကိုငါးမိကြီးလို့ထင်သွားတဲ့အတွက်ကိုအနာသွားလိုက်ခဲ့ကြပါတယ်။ drug ကတော့ငါးကြီးနဲ့ကိုတပ်ပုံရိုက်ဖို့သူ့ရဲ့တမီးကိုရိုက်ခိုင်းလိုက်ပြီးတော့အဲ့ဒီအချိန်မှာပဲ Erica ကတင်မောပြင်ကိုမှထွက်ဖို့ကိုလိုလိုက်ပါတယ်။ အရိကာကတော့တင်မောရဲကခလုတ်တစ်ခုကိုနှိမ့်လိုက်ပြီးတော့မြေမြန်ကိုထွက်သွားခဲ့ပေမဲ့လေသူရဲ့ခြေထောက်တစ်ပိုင်းကဓားပုံထဲကိုပါသွားတဲ့အတွက်ကိုမေဖေကတော့အဲ့ဒီထိုးဆန်းတဲ့အရာကိုမြင်လိုက်ရပါရင်ပင်နယ်တဲကနေတင်မောကပြန်တက်လာခဲ့ကြတဲ့အခါမှာတော့အရိကာကဒရက်ကိုအချိန်ကိုမှမဖမ်းနိုင်တဲ့အတွက်ကိုစစ်တူတူနဲ့သူ့ဟာသူစကားပြောလိုက်ပြီးတော့အဲ့ဒါကိုကြားလိုက်ရတဲ့ Frankenstein နဲ့ Morito ကတော့အရိကာကဒရက်ကိုကြိုက်နေတယ်ဆိုပြီးတော့ထင်သွားခဲ့ကြပါရင်သူတို့ကတော့ဝမ်တာအာယာနဲ့အဲ့ဒီအကြောင်းဒရက်ကိုတွားပြောပြလိုက်ကြပြီးတော့သူတို့ပြောနေကြတော့မှပဲအရိကာကရောက်လာတဲ့အတွက်ကိုအဲ့ရတွေကိုကြားသွားခဲ့ပါရင် ဒါပေမဲ့လို့အေရီကာကဘာမှကိုမှမဖြစ်တယ်လို့ဟန်ဆောင်နေခဲ့ပြီးတော့ဒရဂါရသူ့ကိုချိန်တွေးဖို့ကိုပြောပြီးတော့အေရီကာကလည်းလက်ခံလိုက်ပါတယ်။အဲဒီအချိန်မှာဒန်နီဒိုနဲ့သူတို့ခွေးလေးတွေကလမ်းလျှောက်လာကြရင်လည်းခွေးလေးကအနံတစ်ခုကိုရတဲ့အတွက်အဲဒီအနံနောက်ကိုလိုက်သွားခေကြပါတယ်။ခွေးကလိုအပ်ပေါက်ကိုတွေ့ပြီးတော့အိဗရာဟန်ပုံနေတဲ့နေရာကိုဝင်ဖို့ကိုစူးစမ်းလိုက်ပါတယ်။ အထင်းမှရှိနေတဲ့အိဗရာဟန်ကလန်သွားခဲ့ပြီးတော့သူတို့ဝင်လာရင်တခါလေးကိုမှတိုက်ခိုက်လို့ရအောင်လို့ပြင်လိုက်ပေမဲ့လို့ဒန်နီကတော့လင်းတို့ပုံပြောင်းပြီးတော့ခွေးကိုအပြင်ကိုဆွဲခေါ်သွားလိုက်ခဲ့ပါတယ်။ဒရက်ကတော့အရီကာနဲ့ကိုဒိတ်လုံးနေပြီးတော့သူကတော့အရီကာရဲ့အနောက်နာမည်ကိုမေးလိုက်ခဲ့ပါတယ်။အရီကာကတော့ပြန်မဖြေဘဲနဲ့ဒရက်ကိုအာယုံလွှဲတဲ့အနေနဲ့လက်ကိုကြီးခိုင်းလိုက်ပြီးတော့သွေးဆိုးဖုတ်ကောင်တွေကချက်သွံဖြူချောက်တယ်ဆိုပြီးတော့တိထားတာကြောင့်ဒရက်ရဲ့စားစရာတွေကိုချက်သွံဖြူအရည်လေးကိုထည့်လိုက်ပါတယ်။ ပြီးတော့သူကအဲ့အရာတွေကို drug ကိုကျွေးလိုက်ပါပြီ drug ကတော့စားစရာတွေမှာကြက်သွန်ဖြူပါရာကိုတည်သွားခဲ့ပြီးတော့သူမှကြက်သွန်ဖြူ allergic ရှိကြောင်းနဲ့အဲ့ဒါကသူ့ကိုတည်တော့မတည်စေပေမဲ့လို့ဘိုက်တော့တော်တော်နာတယ်ဆိုပြီးတော့ပြောလိုက်ပါပြီကုန်းဘက်မှာတော့ Danny Don နဲ့ drug တငယ်ချင်းတွေကတရေတိုက်လုကစားနေကြပြီးတော့ Mevin နဲ့ Juno ကသူတို့ကိုကြည့်နေကြပါပြီ drug တငယ်ချင်းတွေကအထက်မှာ drug ရှိတယ်လို့ကိုဟန်ဆောင်နေကြပြီးမဲ့လို့ Danny ကတော့သူ့ရဲ့ဖိုးထိတ်သွားတာကိုပြောလိုက်ကြပါပြီတင်မော့ပေါ်မှာတော့ Eric ကနဲ့ Drew တို့ကတယောက်နဲ့တယောက်ကိုဖိဖိချင်းကိုနားလည်လာကြပါပြီသူတို့နှစ်ယောက်ကတော့နမ်းမလို့ဖြစ်ခံနေမှာပဲ Mevin ရောက်လာတဲ့အကြောင်းပြတ်သွားခဲ့ရပါပြီ မေဖီကတော့ drug ကိုဆူလိုက်ပြီးတော့ဂျွန်ကိုအေရီကာကတခုခုကိုဖုံးကွယ်ထားသလိုထိုးစက်နေတဲ့အတွက်ကိုသူ့ကိုမယုံဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။အေရီကာကတော့တင်မော့ဘုတ်ကိုရှောက်လာရင်လည်းသူ့ရဲ့ဖိုးကပေါ်လာခဲ့တဲ့အတွက်ကိုသူတို့စကားပြောလိုက်ကြပါတယ်။သူတို့ပြောတဲ့စကားတွေကိုအဲ့ဒီနာကဖြတ်သွားတယ်ဝင်းမလီဆောင်တွေကကြားခဲ့ရပြီးတော့အိဗရာဟန်ကတော့သူ့ကိုတချို့လို့ထင်တဲ့အတွက်ကိုမေဆေးနဲ့ကိုပြစ်ပန်းထားလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲတင်မော့ဘုတ်ကအဲ့ဂျုံကကအတလန်တစ်မြို့ကြီးစီကိုရောက်ပြီးလို့ကြေညာလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲမြို့ရဲကြားထဲကနေရေပိုဝဲလက်တံကြီးကပေါ်လာခဲ့ပြီးတော့ ခဏကြာမှာတော့တင်မောရှိစီကိုအရာမရေပွဲကြီးကရောက်လာခဲ့ပါပြီ။ရေပွဲကြီးကတော့တီးလုံးတွေကိုမှုတ်ပြလိုက်ပြီးတော့တင်မောကြီးကိုတည်သွားလိုက်ပါပြီ။သူကတော့တင်မောကိုအက်ဒလန်တင်မျိုးရဲ့ဝင်ပေါက်မှာချပီးလိုက်ပြီးတော့ခီးတဲ့တွေကမျိုးကြီးရဲ့အရာမတကာပေါက်ကနေအထဲကိုမှဝင်သွားခဲ့ကြပါပြီ။အထဲမှာကတော့ရန်ကုန်မှာခံလာတဲ့ကာစီနိုဝိုင်းတွေရှိနေတာကြောင့် Frankenstein ကသူ့ရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေနဲ့ကိုလောင်းပြီးတော့ကာစီနိုကစားပုတ်ကိုလှုပ်လိုက်ပိုင် Frankenstein မိမကတော့နောက်ဆုံးတစ်ခါသူ့ကစားတော်ကလမောင်းတစ်ဖက်ကိုပြတ်သွားခဲ့တဲ့အတွက်ကိုအခုဆော့ပုတ်ကိုလုံးဝကိုတာမြင်နေခဲ့ပါတယ် Frankenstein ကတော့သူ့ရဲ့မိမစကားကိုနားမထောင်ဘဲနဲ့ဆက်ပြီးတော့စော်နေခဲ့ပါ යි ။ Mivy ကတော့သူ့ရဲ့ဖေကိုလိုက်ရှာနေရင်းနဲ့ Drake ကသူ့ရဲ့တမီးကိုသူ့ Erica ကိုချစ်မိသွားကြောင်းကိုဝန်ခံဖို့အတွက်ကိုပြင်ဆင်ရင်းနဲ့ Erica ကတော့တနေရရကိုသွားနေတာကိုတွေ့လိုက်လို့သူ့ရဲ့နောက်ကိုလိုက်သွားခဲ့ပါ යි ။ Erica ကတော့လှုပ်ဝက်တကားကိုဖွင့်ဝင်သွားခဲ့ပြီးတော့ Drake ကလည်းအဲ့ဒီနောက်ကနေလိုက်ဝင်ရင်းနဲ့အတန်ထွက်သွားတဲ့အတွက်ကိုသူရှိနေတာ Erica ရိမ့်မိမလို့ဖြစ်သွားခဲ့ပါ යි ။ ဒါပေမဲ့လို့ဒရက်ကတော့တေချာကိုပုံလိုက်တဲ့အတွက်ကိုအဲရီကာကဘာမှကိုမတွေးလိုက်ပဲနဲ့သူ့လမ်းသူကိုဆက်သွားနေခဲ့ပါတယ်။မေဗီကတော့သူ့အဖေနောက်ကိုလိုက်လံရင်းနဲ့လှုပ်ဝဲတကားပေါက်စီကိုရောက်လာတဲ့အခါမှာတော့လင်းတို့ပုံစံပြောင်းပြီးတော့အထက်ကိုဝင်သွားလိုက်ပါတယ်။အဲရီကာကတော့ထူးဆန်းတဲ့ရေကန်ထဲကိုဆင်းသွားလိုက်ပြီးတော့အဲဒီအောက်မှာတော့ရှေးဟောက်ကိုကြီးရှိနေတဲ့နေရာစီကိုရောက်သွားခဲ့ပါတယ်။ကိုရီးယားရုပ်ထုကြီးအပေါ်မှာတော့ရှေးဟောက်မှော်ပစ္စည်းတွေကိုတွေ့လိုက်ရတဲ့အတွက်အဲရီကာကတော့အရာကိုယူဖို့အရှိကိုတိုးရင်းနဲ့ထောင်ချောက်တစ်ခုစီကိုနေမိသွားခဲ့ပါတယ်။ထောင်ချောက်ကတော့အသက်ဝင်လာခဲ့ပြီးတော့နေရန်ကနေအဲရီကာစီကိုပစင်တက်လက်ပစ်လိုက်ပါတယ်။ ယုဒိယဒရဂါရောက်လာခဲ့ပြီးတော့ပစင်ကိုတားပစ်လိုက်တာကြောင့်အမေရိကကလည်းအံ့ဩသွားခဲ့ရပါတယ်။ဒရဂါရောအမေရိကကိုဒီမှာပါလို့နေတာလဲဆိုပြီးတော့မေးလိုက်တဲ့အတွက်အမေရိကကတော့ဒီမှာမိသားစုအမွေနဲ့တခုကိုလိုက်ရှာနေတာပါဆိုပြီးတော့ပြောလိုက်ပါတယ်။အမေရိကကတော့လှည့်ထွက်လာခဲ့ပြီးတော့နောက်ထပ်ထောင်ချောင်းတခုကိုနင်းမိသွားတဲ့ကြောင့်ဒရဂါပဲထပ်ပြီးတော့ကယ်လိုက်ရပါတယ်။အမေရိကကတော့လေကားပေါ်ကိုတက်သွားခဲ့ပြီးတော့နောက်ထပ်ထောင်ချောင်းတွေနဲ့ကိုမတူညီတဲ့လက်နက်မျိုးမျိုးကထွက်လာခဲ့ပါတယ်။မိတောက်တွေနဲ့တန်ဆူးလုံးတွေပါထွက်လာခဲ့ပြီးတော့အချိန်တိုင်းကိုဒရက်ကပဲကင်တင်ပေးနေခဲ့တာပါ ဒရဂါရိုအရီကာသွားတဲ့လမ်းတစ်လျှောက်ထောင်ချောက်တွေကိုသူပဲအစားဝင်ခံပေးလိုက်ပြီးတော့အရီကာကရုတ်ထုကြီးရှိတဲ့နေရာစီကိုရောက်သွားခဲ့ပါပြီ။သူကတော့ရုတ်ထုစီကမော်ရှေးဟောင်းရုတ်ထုကိုယူလိုက်တဲ့အချိန်မှာပဲဂူကြီးကပြိုကျလာခဲ့တဲ့အတွက်ကိုဒရဂါအရီကာကိုချီပြီးတော့အဲ့ဒီနေရာကနေကိုထွက်လာခဲ့ကြပါပြီ။သူတို့နှစ်ယောက်ကတော့ဂူရဲ့ကမ်းခြေကိုရရှိလာခဲ့ကြပြီးတော့အရီကာကဒရမဆိုင်နေတဲ့လက်နက်တွေကိုထုတ်ပြင်းနေတဲ့ခေါင်းကပစံကိုထုတ်ပေးတဲ့အချိန်ကိုမေဖေးကရောက်ရှိလာခဲ့ပါပြီ။ ်မေဖေကတော့အေရီကာကသူ့ရဲ့ဖေကိုတပ်ဖို့ကိုလုပ်နေတယ်ထင်ပြီးတော့အေရီကာကိုမှော်စွမ်းတဲ့ကိုမှချုပ်ထားလိုက်ပါရင်ဒရာကတော့မေဖေကိုအေရီကာကသူ့ကိုတပ်ဖို့လုပ်နေတာမဟုတ်ကြောင်းနဲ့အေရီကာကိုချစ်မိနေပြီဆိုတာကိုပြောပြလိုက်ပါရင်မေဖေကတော့သွေးဆုပ်ဖောက်ကောင်တွေကတတ်တတ်မှတယောက်ကိုပဲချစ်တာဖြစ်ပြီးတော့အဲ့ဒီတယောက်ကလည်းသူ့မေလိုပဲထင်နေကြတာလို့ပြောလိုက်ပါရင်အဲ့ဒီချင်းတွေနဲ့ကိုထိတ်တဲရင်ဆန်လိုက်ရတဲ့အတွက်ကိုအေရီကာက သူကမွန်စတာတွေကိုမကြိုက်တဲ့အတွက်ကိုသူတို့တူတူရှိဖို့ကိုမဖြစ်နိုင်ဘူးဆိုပြီးတော့ဝန်ခံလိုက်ပါတယ်။နောက်တနေ့မှကတော့အဲရီကာကမော်ရှေးဟောင်းပစ္စည်းကိုသူ့ရဲ့ဖိုးကိုပေးလိုက်ပြီးတော့သူတို့အကြံစီကိုအောင်မြင်သွားခဲ့ပေမယ့်လို့အဲရီကာကတော့မပြောခဲ့ပါဘူး။အီဘရာဟန်ကတော့အဲရီကာကိုမွန်စတာတွေအလုံးအတွက်ကိုပါတီတစ်ခုကိုလှုပ်ခိုင်းလိုက်ပြီးတော့အဲ့ဒီပါတီမှာအလုံးစုနေတဲ့အခါမှာပဲမွန်စတာတွေအလုံးကိုတက်ပြစ်မယ်ဆိုပြီးတော့ကြံစီထားတာလည်းဖြစ်ပါတယ်။ပါတီပွဲကိုစတင်ခဲ့ပြီးတော့အလုံးကတော့ပင်လယ်ပြင်လေမှာပေါ်လာတဲ့ပါတီပွဲကိုပဲအာယုံဆိုင်နေကြပါမယ်လို့မေဖီကတော့သူ့ဖေပါလို့နောက်ထပ်တယောက်ကိုချစ်နိုင်ရတာလေဆိုတာကိုစဉ်းစားနေခဲ့ပါရင် ဒါပေမဲ့လို့သူကဂျွန်ပြောတဲ့စကားတွေကိုကြားပြီးသွားတဲ့နောက်မှာတော့ drug ကလည်းနောက်တစ်ယောက်ကိုထက်ချေခွင့်ရှိတယ်ဆိုတာကိုလက်ခံသွားခဲ့ပါပြီ။အဲဒါကြောင့်မေဖစ်ကသူ့ရဲ့ဖေးစီကိုတွားလိုက်ခဲ့ပြီးတော့သူ့တဘောသူကြောင့်နဲ့အရိကာကိုချစ်ခွင့်ပတ်မှုကိုပြောလိုက်ပါပြီ။အဲဒီအချိန်မှာပဲအိဗရာဟန်ကပေါ်လာခဲ့ပြီးတော့အားလုံးကိုတက်ပြဖို့ရှေးဟောက်မှုပစ္စည်းကိုပြလိုက်ပါပြီ။ drug ကတော့အဲ့ဒီပစ္စည်းကအရိကာရဲ့မိသားစုအမွေလို့ပြောခဲ့တာကိုတတိယသွားခဲ့ပြီးတော့သူ့ချစ်ဆုံးသူကသူ့ရန်သူရဲ့မြေဖြစ်တာကိုတည်လဲရပါပြီ။အိဗရာဟန်ပစ္စည်းတွေကစာလေးကိုထုတ်ယူလိုက်တဲ့အခါမှာတော့တည်သွားတာကတီးလုံးတွေရေးထားတာကိုတွေ့လဲရပါတယ်။ အီဗရာဟန်ကတော့အဲ့ဒီတီလုံတိုက်ကိုစန္ဒယာတီလိုက်တဲ့ခါမှာတော့ရေအောက်မှာအိတ်နေတဲ့အီယာမရေပွဲကြီးကနှူထလာခဲ့ပါ යි ရေပွဲကြီးကတော့ဒီတစ်ခါမှာမျက်လုံးတွေကနေနေပြီးတော့အရင်ကထက်ကလည်းဒေါသတွေပိုထွက်နေခဲ့ပါ යි အလုံးကတင်မော့စီကိုထွက်ပြေးဖို့အတွက်ကိုတရားဘော့ကိုတက်လိုက်ကြပြီမယ်လို့ရေပွဲကြီးကတော့တရားကိုဖျက်ဆီးလိုက်ပါ යි ဒရက်ကတော့ရေပွဲကြီးကိုတိုက်ခိုက်ဖို့ကိုလွတ်လိုက်ပြီမယ်အရွယ်စားကြီးမမျှတာကြောင့်အဖမ်းခံလိုက်ရပါ යි မေဖေးကလည်းသူ့ရဲ့ဖေကိုကယ်ဖို့ရေပွဲကြီးကိုတိုက်ခိုက်လိုက်ပြီမယ်သူလည်းပဲအဖမ်းခံလိုက်ရပါ යි အမေရိကကတော့သူရဲ့ချစ်သူအဖမ်းခံရတာကိုမကြည့်ရတော့တာကြောင့်သူတို့ကိုကယ်ဖို့ရေပွဲကြီးစီကိုတော်လိုက်ပါအီယာမခွေးကြီးကလည်းအေရီကာကိုကူဖို့အတွက်ကိုရေပွဲကြီးရဲ့မျိုးလုံးတက်တဲ့စီကိုအေရီကာကိုဖြစ်ပေးလိုက်ပါ යි ။အဲအားကြောင့်ရေပွဲကြီးကလည်းဒရက်တို့တားဖောက်ကိုလွှတ်ချလိုက်ပြီးတော့ဒရက်ကတော့တောင်ဆောင်ကနေကိုပြုတ်ချသွားခဲ့ပါ යි ။ဒါပေမဲ့လို့အေရီကာကတော့တောင်ဆောင်ထိပ်တစ်ဖက်ကိုခြင်ထားခဲ့ပြီးတော့ဒရက်ကိုလည်းဆွဲထားလိုက်ပါ යි ။အေရီကာကတော့သူ့ရဲ့ဖိုးကိုသူ့ရဲ့ဒရက်ကိုချစ်နေပြီဆိုတာကိုပြောပြလိုက်တဲ့အတွက်ကိုအီဘရာဟန်ကတော့ဒေါသထွက်နေခဲ့ပါ යි ။ အိဗရာဟန်ကတော့ရေပွဲကိုဒရက်တိုကိုတိုက်ခိုက်ဖို့ကိုပြောလိုက်တဲ့အတွက်ရေပွဲကြီးကတော့သူ့ရဲ့လက်တံတွေနဲ့ဒရက်တိုနှစ်ယောက်စလုံးကိုအောက်ပြချလိုက်ပါပြီ။ဒါပေမဲ့လို့ဒရက်ကအိဗရာကိုတဲ့ပြီးတော့တောင်ပေါ်ကိုပြန်တက်လာခဲ့ပါပြီ။သူတို့ကတော့အပေါ်ကိုပြန်တက်လာခဲ့ပေမဲ့လည်းရေပွဲကြီးရိုက်တာကိုခံလိုက်ရတဲ့အတွက်လဲကျသွားခဲ့ပါပြီ။ဂျွန်ကတော့သူ့ရဲ့ရက်ခမကိုထိလို့တိမခန့်နိုင်တော့ပဲနဲ့သူ့ရဲ့တီလုံးတွေနဲ့ရေပွဲကြီးကိုမှော့အစွမ်းပြရလို့လုပ်လိုက်ပါပြီ။တီလုံးတန်ကိုကြားလိုက်ရတာကြောင့်ရေပွဲကြီးကလည်းခနာကိုပုံမှန်ဖြစ်သွားခဲ့ပေမဲ့လို့အိဗရာဟန်ကတော့မှော်တီလောင်းကိုပို့ပြီးတော့အားဆက်တီးလိုက်တဲ့အတွက်ရေပွဲကြီးကတော့စိတ်ရိုင်းပြန်ဝင်သွားခဲ့ပါပြီ။ ဒရက်ကပါတီလုံးနဲ့ရေပွဲကိုငကိုအတိုင်းကိုပြန်ဖြစ်သွားအောင်လို့လုပ်နေတာကြောင့်အိဗရာဟန်ကတော့ဒေါသထွက်သွားခဲ့ပြီးတော့ဒရက်နဲ့သူ့ရဲ့သားမတ်တက်ရက်နေတဲ့နေရာကိုပဲယူပြီးတော့စာလိုက်ဖို့ရေပွဲကြီးကိုအမိတ်ပေးတဲ့အတွက်ကိုရေပွဲကြီးကလည်းသူ့တို့ကိုစာဖို့လိုလိုက်ပါအဲ့ဒီအချိန်မှာပဲဂျုံကတီလုံးကိုတဆင့်ကိုမြှင့်ပြီးတော့တီးလိုက်တာကြောင့်ရေပွဲကြီးကလည်းပုံမှန်ပြန်ဖြစ်ပြီးတော့တီလုံးတိုင်းကိုလိုက်ပြီးတော့ကာနေပါ යි အိဗရာဟန်ကတော့မော်ဒီလုံးကိုထက်တီးဖို့ကိုစ조사ပေးမယ်လို့ဒီလုံးကပျက်စီးသွားခဲ့ပြီးတော့ဘာမှကိုအရာမဝင်ဖြစ်သွားခဲ့ရပါတယ်။တချိန်တည်းမှာပဲအိဗရာဟန်ကပါဒီလုံးနဲ့ကိုလိုက်ကပြီးတော့တောင်ဆောင်ပေါ်ကနေကိုပြုတ်ချသွားခဲ့ပါတယ်။အမေရိကကတော့သူ့ရဲ့ဖိုးကိုကယ်ပေးဖို့တောင်းဆိုလိုက်တာကြောင့်ဒရက်ကတော့အိဗရာဟန်ကိုသူ့ရဲ့ရှန်သူဖြစ်ပေမဲ့လည်းကယ်ပေးလိုက်ပါတယ်။ ဒရက်ကတော့သူ့ကိုအပေါ်ကိုပြန်ခေါ်လာနိုင်ပြီးတော့အီဗရာဟန်ကတော့သူ့တဘောကလို Monster တွေကိုလိုက်ဖမ်းခဲ့တာကြောင့်အခုအရာတွေအတွက်ကိုအကျွေးပြန်ဆက်ရပါမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ဒရက်ရဲ့ဟိုတယ်မှာတော့ဒရက်ကအေရီကာကိုသူတို့နှစ်ယောက်ထဲအတွက်ကိုမှတီးတက်နေရကိုခေါ်သွားခဲ့ပြီးတော့လက်ထပ်ခွင့်တောင်းလိုက်ပါတယ်။တီးတက်နေရလို့ပြောပေမဲ့လို့ Monster တွေအားလုံးကသူတို့ကိုအတွဲလာချောင်းနေတယ်လို့ထင်လိုက်ကြပါတယ်။အေရီကာကတော့အံ့ဩသွားခဲ့ပြီးတော့ဒရက်ကိုလက်ခံလိုက်တဲ့အတွက် အားလုံးကတော့ပျော်ရှင်သွားခဲ့ကြပါတယ်။ကဲဒီနေရာလေးမှာပဲကျွန်တော်တို့ရဲ့တင်ဆက်မှုကလည်းပြီးဆုံးသွားခဲ့ရပါပြီခင်ဗျာ။ အခုလိုမျိုး animation စကားကောင်းလေးတွေကိုစင်စစ်မပြတ်ကိုကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်ရဲ့ Magic Minute Channel လေးကိုလည်း like and subscribe လေးလုပ်ထားပေးခဲ့ကြပါအောင်နော်။ခေတ္တဆိုနောက်တစ်နေ့မှာစကားကောင်းလေးတွေနဲ့တူတူပြန်လည်တွေ့ဆုံကြပါစို့လားခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။